မိုးနှောင်းကာလာမှာမုန်တိုင်းတွေကြောင့်မိုးဆက်တိုက်ယူဝနေတဲ့အတွက်ဒဝဲခရိုင်အတွင်းကလက်သမားတွေစပွားရိတ်သိမ်းဖို့အခက်ကြုံနေကြရပါတယ်။တစောင်းမုန်းလာပြီးကြော်ပြီးဆိုရင်စပွားရိတ်သိမ်းနေပြီဖြစ်ပေမဲ့အခုနှစ်မှာတော့မိုးရွာနေတဲ့အတွက်လယ်အများစုမရိတ်သိမ်းရသေးသလိုရိတ်ပြီးတဲ့စပွားတချို့လည်းမိုးရီထီလို့အပိန်ပြန်ပေါက်ပြီးဆုံးရှုံးမှုရှိနေတယ်လို့ရေပြူမြို့နယ်ဖောင်တော်ကြီးရွာအုပ်စုကလက်သမားတအူကပြောပါတယ်။ စပွားရိတ်သေးပြီးတဲ့လယ်မြေမှာအခြားသီးနှံတွေပြိုင်ဆိုင်လိရှိပြီးအခုနှစ်မှာတော့စားထိုးသီးနှံစိုက်ပျိုးတာနောက်ကျနိုင်တယ်လို့ဒဝဲမြို့နယ်ကြောင်ရက်ဤဝါကလယ်သူမတအူးကဆိုပါတယ်တအားပြေလောင်လုံးမျိုးတယ်မှာလဲလဲတွေထဲရေဝင်နေလို့အစိမ်းရန်တရားတွေလဲထဲဆင်းဖို့ရေကြတဲ့အထိစောက်ရမှာဖြစ်တဲ့အတွက်စပားရိတ်ချိန်နောက်ကျမှာဖြစ်တယ်လို့လက်သမားတအူးကပြောပါတယ်။အခုလိုကြုံနေရတာလင်းနေလောက်ရှိပြီးဖြစ်ပြီးအခုနှစ်မှာတော့မော်တန်တွေဆက်တိုက်လာနေတဲ့အတွက်ပိုဆိုးတယ်လို့ဆိုပါတယ်။ မြန်မာနိုင်ငံကနေမုတ်တုံလီဆုတ်ခွာသွားပြီးမယ်မိုးကုံဆောင်ကူဒွေဒီတော့မှာမိုးရွာတော်မူအကောင်းနေဆဲဖြစ်တယ်လို့ဒေသခံတွေကအဆိုပါတယ်